မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမိမိသားစုမှကျူတူပါတယ်ဗျာ26ရက်9လ2025တောက်ကြံနေဖြစ်ပါတယ်ဗျာတောက်ကြံနေရဲ့တဏိတာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တောက်ကြံနေရဲ့တဏိတာကညမာတွေမတင်ပြခင်မှာတောက်ကြံနေတဲ့ကံကောင်းသေးတဲ့ကိစ္စတော့ဒီချိန်မှာ ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းသေးတဲ့အခွင့်အလမ်းတွေပေါ်ပေါက်ပြီးတော့မိမိမှာလိုအပ်သလောက်မိမိရွေးမျှော်မှန်းသလောက်ငွေကြီးများဝင်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ရေရာတွေအထူးပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားပဏာမတင်ပြပေးလိုက်ပါတယ်ဗျာ။ဒီနေ့မှာဖြင့်အိုးရင်လောကနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရည်ဒီသာမဟုတ်တဲ့တခြားရည်ဒီသာသွားရောက်လောကရန်တတ်တဲ့ပြော ခင်ဗျအရမ်းမျိုးလိုရတဲ့အတွက်ဥယျာဉ်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့လူတွေခင်ဗျအတော့ကြမြောက်ရကူလက်လက်ပြီးတော့ဘောပင်လေးကိုင်းပြီးတော့ဆူတောင်းအသေးဘောပင်လေးဒါမှမဟုတ်ဘာနာဘေးကဘာနာရွက်ကလေးရမင်္ဂလာဘေးကမင်္ဂလာရွက်ကလေးရကိုင်းပြီးမှဆူတောင်းအသေးမရဲရွက်ကလေးရအသေးဘောပင်လေးရအသေးမင်္ဂလာရွက်ကလေးရဘာနာရွက်ကလေးရအားကျွန်တော်တို့လောက်ကိုင်းမကောင်းမှုလောက်ကိုင်းကောင်းခြင်းနဲ့လောက်ကိုင်းကောင်းစီနဲ့အခွင့်အလမ်းတွေပေါ်ကိုကြီးစောက်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှဲ့လှဲ့ပြီးမှခင်ဗျ ခုနဘောပင်လီကန်ပြီးဆူတောင်းမလားအဘာနယောကလီကန်ဆူတောင်းမလားမာဂလာယောကလီကိုကန်ပြီးတော့ဆူတောင်းမလားတဲလောက်ကန်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ခုပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့အဝိင်လောက်ကန်များအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်အဝိင်လောက်ကန်နဲ့ပတ်သက်တဲ့အစင်မပြေဘူးအစင်မပြေဘူးဆိုတဲ့ခုနရဲ့သားသမီးတွေကဘောပင်လီကိုတောက်ကြမြောက်ရကန်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကန်များအမြန်ပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားသာတင်ပြပေးလိုက်ပါရဗျာတင်းငွေနေသားသမီးလေးတွေပေါ့ တနင်္ဂနွေသားသမီးတွေရဲ့ဒီချိန်မှာဓာတ်တိပြက်နေတဲ့ကိုရတီသားမဟုတ်တဲ့တခြားရဲတဲ့သွားရောက်လောက်ကန်တတ်တွေဖြစ်နေတဲ့ဖြစ်တွေ့တနင်္ဂနွေသားသမီးများတခုခုနဲ့ပတ်သက်လို့အာယုံနောက်နေတဲ့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့ရပြောရင်တော့အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးမှမိမိလိုအပ်တဲ့ကိစ္စတွေစုတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆို့နေတဲ့ဆူတောင်းမှုများယနေ့အမြန်ပြေဝမည်ဖြစ်ပါကြောင်းတင်းနှင်ကုန်ဒီသားသမီးနဲ့ပတ်သက်တဲ့အထူးရည်ရာများကိုတင်ပြပေးလိုက်ပါရစေဗျာတင်းနှလာလေးတွေကတော့ဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့မှာမိမိရွေမြွန်မှန်းတယ်လို့မရတတ်ဘူးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စထင်းကိုလွဲချော်နေတတ်တယ်ဗျို့ဒါကြောင့်ထင်းကိုလွဲချော်နေတဲ့ခုနေသားသမီးအားလုံးတို့ဒီခမစနေတော့နောက်တော့နောက်လဲအနွားလို့လေးတို့ကကိုဖြောဖြောပြီးမှဒဇွန်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကမ်းများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ။ဟောဒီနွားနူလေးအာကျမလေးငွေကြီးနဲ့ပတ်သက်တဲ့ပိတ်နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကဏ္ဍအများဆုံးပွင့်လန်းနေတယ်။အများဆုံးပွင့်လန်းနေတဲ့အခွင့်အလမ်းတွေပေါ်အောင်ကူညီဆောက်ကြောက်ပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်လက်နွားနူလေးကိုတစ်စုံလောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ခုနှစ်သားသမီးအားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့ကဏ္ဍအများပွင့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ရှိတယ်တင်းလင်းလာသားသမီးတွေဒီချိန်မှာအကြမ်းမကြီးမကောင်းမှုနာကျင်မှုဖြစ်ပေါ်သေးတယ်ငွေကြီးနဲ့ပတ်သက်မှာမိမိရမမှန်းတယ်လို့မဖြစ်ဘဲနဲ့စိတ်တိုင်းမကြပါနဲ့အလိုဆန္ဒမပြည့်တတ်ပါဘူးဗျာဒါကြောင့်တင်းလင်းလာသားသမီးတွေအင်္ဂါတော့အရှိတောင်တော့လှဲ့လှဲ့ပြီးမှစန်းသီးလေးသုံးသီးလေးကိုကိုင်းကိုင်းပြီးမှဆူတော့ဓမ္မမို့ထမင်းကျက်တဲ့ဇုံးလေးတစ်ဇုံးနဲ့ထမင်းလေးကိုခမရအကြီး အင်္ဂါတော့ရှေးတောင်တော့လှည့်စားပြီးမှဆူတော့အတင်းထမင်းလေးရဲ့အတင်းဆန်လေးရဲ့အာကျွန်တော်လေးဘေကိတာဘေကိတာဘေကိတာဒီဆင်မပြေဘူးငွေကြီးနဲ့ပတ်သက်တာဆင်မပြေဘူးကျွန်တော်ပြေးရန်ရန်ဇာတိအိုက်ကိစ္စတွေပြည်လေခြင်းနဲ့ဗျာကျမိုက်လေးမကောင်းဘူးအတောက်ကျမိုက်ရောကောင်းသေးတဲ့အာယောဂောက်ပြောက်ကင်းတဲ့ဆေးပေါင်းဓာတ်ပေါင်းနေနဲ့စားရပါဆိုထမင်းလေးကိုဆူတော့ပြန်နည်းနည်းလောက်စားမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေငွေကြီးနဲ့ပတ်သက်တဲ့ကံများဒါမှမဟုတ်တင့်မှာဖြစ်ပေါ်နေတဲ့ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးလေးရတော့ဒီချိန်မှာခမရအစင်းနေပြေးနေတယ်ဗျို့ဆက်ပစ္စည်းဝင်လာတော့ဝင်နေစိတ်တွေချမ်းသာလားဆိုနေချမ်းသာတယ်အလူတွေတိတိတိလောအပ်တတ်ပါတယ်အစုဘွယ်မျိုး နဲ့ပတ်သက်ပြီးတော့စိတ်တိမ်မကြတတ်ဘူးပြောအစဉ်ပြေးနေသလိုတော့ခံစားရတဲ့တကြောင်အဲခမရစိတ်ချမ်းသာပြောရှင်ချင်းနဲ့ခုနှစ်သားသမီးအားလုံးတို့ဒီကျွန်တော်တို့ရပြောရင်တော့ခမရစနီတော့နောက်တော်တော့လည်းအတော်လေးကိုကိုင်းပြီးမှဆူတောင်းအတင်းတော်လေးကျွန်တော်စိတ်တည်ညစ်နေတယ်ဗျာကျွန်တော်ညစ်တာတော့ရောင်းဝယ်မကောင်းမှုလောက်ကဲမကောင်းမှုငွေကြီးရဘေးရန်ရန်ဇာတိရှိတယ်တကလေးတွေကဆံမိုးတွေဖြစ်ရင်အောင်းသိချင်းနဲ့စာတွေမကြည့်ဘူးပြောစကားဆိုကားနားမထောင်မှုမိလေးလေးရောက်နေတဲ့အိမ်လေးလေးရောက်နေတဲ့ အိုးပိုင်းအိုးပိုင်းမိပိုင်းရပိုင်းလေးတွေဖြစ်ချင်နေဗျာအဲ့ဒီခွန်းလန်းညောင်ကျွန်တော်စိတ်တည်ညှင့်နေတယ်ကျွန်တော်ညှင့်နေတဲ့စိတ်များအများဆုံးပွင့်လန်းအောင်ကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းစနေတော့အနောက်တော်တော်လှည့်ပြီးမှတော်လေးကိုဂိုင်းဆူတောင်းမယ်ဆိုရင်တော့ခင်ဗျာစိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရမှာဖြစ်ပါတယ်ခွန်းရဲ့သားသမီးအားလုံးတို့ဒီစိတ်ညှင့်ရင်စိတ်ညှင့်ရင်တော့စနေတော့အနောက်တော်လည်းတော်လေးကိုဂိုင်းပြီးစိတ်နဲ့ညစ်တယ်ဆိုတဲ့အကြောင်းခင်ဗျားအဲ့ဒီအမြန်ဆုံးပြပြောက်ပါတဲ့ကြောင့်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတော့စိတ်တက်ကြခြင်းမှုမြ အမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာအင်္ဂါသာသမီးတို့ဒီချိန်မှာဝါတာဝါတာနဲ့အောင်မြင်ကြကြတဲ့တဲ့ဆက်စီစီတဲ့ဆန္ဒလုပ်ငန်းတွေအဆင်ပြေတတ်တယ်ခမရအဆင်ပြေနေတယ်ပြို့တခုခုအလိုဆန္ဒမပြည့်ရင်တော့ခမရစနေတော့နောက်တော့နောက်လဲလက်ထဲမှာဘာမှမကိုင်းမင်းနဲ့ခမရမှာဖြစ်ပေါ်နေတဲ့လိုအပ်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်တော့အင်္ဂါသာသမီးများကံများအမြန်ပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါရဗျာကိုနဲ့နိနေဆက်သက်တဲ့တလူယောက်ျားလူယောက်ျားတွေကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာမှာအလူလေးလိုရတဲ့မင်္ဂလာတိတိလေးစောင်းတတ်တယ်ကလေးဆက်ချစ်နေမပြီးတော့ကလေးတွေအကြီးကြီးမှအိမ်ရနေပြီးတော့ခမထွက်ပြေးတတ်တယ်ပါရဗျာဒါမဲ့ဟောဘောယောက်ျားနောက်လိုက်တာတော့မိမခိုးရာတော့ဒီပြဿနာတွေပေါ်တတ်ပြီးအလူတိတိမင်္ဂလာတိတိတွေပြုလို့ရတယ်ကာလာမျိုးတွေဖြစ်ပါတယ် ခင်ဗျာအောင်မြင်ပါတယ်ပြဿနာမရှိပါဘူးခိုးရတယ်လွတ်လွတ်ကျွတ်ကျွတ်အဆင်ပြေတတ်ပါတယ်ဒါကြောင့်လူယောက်ျားတွေတက်ပြက်နေတယ်ပြက်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေတော့စနေတော့အောင်တော့တော့လဲခင်ဗျာနွားလို့လေးတစ်ခွက်ကိုပြောတတော်တော့ကလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့လူယောက်ျားနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကံများ တာသမီရပြောစကားဆိုစကားနားမထောင်ဘူးလားစားရမကြည့်ဘူးလားဆံမွေးဖြီးမှအဆင်မပြေဘူးလားအခမရတာသမီနဲ့ပတ်သက်တဲ့ကိစ္စအလူဒါနနဲ့ပတ်သက်တဲ့ကိစ္စမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စတွေခမရစနေတော့နောက်တော့နောက်လဲနွားလို့လေးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာရွှေနဲ့ပတ်သက်တဲ့ဗဟုသတာသမီတွေကံကောင်းတယ်အမင်္ဂလာတွေအလှူဒါနတွေလှုပ်ရပြီးတော့အဆင်ပြေတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓသာသမီတွေတခုခုနဲ့ပတ်သက်လို့အဆင်မပြေဘူးဆိုရင်တော့ ခမရကြတာပရိနောက်ရလှည့်ပြီးတော့ခမရမကြခဏမိမိလိုအပ်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်အသင်ရဲ့ဆူတောင်းမှုများအမြန်ပြေဝသွားမှာဖြစ်ပါတယ်ဗျာကိုနေနီးနဲ့ဇတ်တဲ့မင်းမင်းနေဒီချိန်မှာတက်ပြနေတယ် ကိုယ့်ရည်တရားမဟုတ်တဲ့တခြားရည်တရားရောက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုစီမံခန့်ခွဲမှုလွယ်မတဲ့ကြောင့်ပြဿနာတွေတည်တည်ရနေကြီး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 ရနေပိုပိုကြီးပြီးတော့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်မင်းနေဓာတ်ပြက်နေတဲ့ပြက်နေတဲ့မင်းများအဆင်ပြေရင်တော့အင်္ကာရောင်ရှေးတောင်တောင်လဲပတ်သက်လိကိုင်းပြီးမှဆူတော့အတင်ပတ်သက်လေးအကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးလို့တော့မယ်အဲ့ကိစ္စလေးအဆင်ပြေနေတယ်ဗျာအဆင်ပြေနေတဲ့ခွန်လန်းနေပေါ်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်း အင်္ဂါတော့ရှေးတောင်တော့လိုက်ပြီးပသက်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကြာသပိသားသမီးတွေကတော့ကိုရဒေတာမဟုတ်တဲ့တခြားရဒေတာသွားတတ်တယ်ကိုရကုဒေတာမှာတော့လေတဲလေတဲဖြစ်နေလို့ကြာသသမီးတွေကကံမကောင်းတတ်ပါဘူးဗျာကြာသပရိသီသားသမီးများကံမကောင်းတော့တောက်ကြမြောက်ရကိုလှဲ့ လှည့်ပြီးတော့မိမိလိုအပ်တဲ့မိမိမှာဖြစ်ပေါ်နေတဲ့အခက်အခဲမိမိလိုချင်တာစားချင်တာတောက်ချင်တာဝတ်ချင်တာလုပ်ချင်တာကိုတော့တောက်ကြမြောက်ရကူလှည့်ပြီးယနေ့မှဆူတောင်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆိုးနေတဲ့ကံများအမြန်ပွင့်လန်းများဖြစ်ပါလေဗျာအကူသွားခြင်းနဲ့ခီကူပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာသွားခြင်းတို့သွားခွင့်ရခြင်းနဲ့လူကတော့စနေတော့အနောက်တော့နောက်လှည့်ဓမ္မကျက်တဲ့ဆန်လေးကိုကိုင်းအကိုင်းပြီးမှဆူတောင်းအသင်ဆန်လေးရဲ့ အာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အခါလေးကိုကင်ပြီးဆူတော့မယ်အသင်ဆက်ပစ္စည်းလေးရဲ့အာကျွန်တော်လေးခီးတွေသွားမယ်သွားတဲ့ခီးတွေမှာအနေကင်းပြီးပြောတဲ့စကားတွေအောင်မြင်ကြကြတယ်နဲ့ဗျာဒါကြောင့်သွားတော့ခီးများအနေကင်းပြီးပြောတော့စကားများအောင်မြင်ကြကြအောင်အသင်ဆန်လေးကအသင်ဆက်ပစ္စည်းလေးကအကူညီဆောင်ကြပါဆိုတဲ့အကြောင်းလေးလေးစားသမ်းနဲ့ဆူတောင်းရင်သွားတော့ခီးများပွင့်လာပြီးပြောတော့စကားများအောင်မြင်ကြကြတော့မှာဖြစ်ပါတယ် တောက်ကြသာသမီးရောကိုရတ္တိတာမဟုတ်တဲ့တရားရတ္တိတာတွေထုတ်ကွာတတ်တဲ့လူအောင်လူအောင်စိတ်အောင်လုံငန်းအဟောင်းနေနဲ့ပြန်လေကြုံတွေ့ရတာဖြစ်ပါတယ်အတိတ်တွေမဟုတ်ဘဲနဲ့အဟောင်းနေရဲ့အကူအညီဆောင်ရှောက်မှုကြောင့်အစဉ်ပြတ်သူအမျိုးယူအားရဲ့အကူအညီဆောင်ရှောက်မှုကြောင့်ငွေကြေးများဆူလိုက်ပြုံလိုက်အခွင့်အလမ်းများပေါ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တောက်ကြသာသမီးများတခုခုလိုအပ်တဲ့ရှိရင်တော့တင်းတင်းလာအရှိရကူလဲပြီးယနေ့မှဆူတောင်းသွားမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလမ်းမိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာစနေသားသမီးတွေကတော့ဒီချိန်မှာအောင်မြင်ကြတဲ့ဗျို့ဒီချိန်မှာအမျိုးရိုးအမတ်တတဲ့ အဲ့ဒါနိုင်ငံရေးပတ်သက်တဲ့အမှုကွင်းပြဿနာတွေဖြစ်တတ်တယ်နိုင်ငံရေးပတ်သက်တဲ့မလုပ်ဖက်နဲ့ခမရအမျိုးရွာရဲ့အကူအညီထီထိုးမယ်အမျိုးရိစီလဲသွားမယ်အမျိုးရဲ့အကူအညီစောင့်ရှောက်မှုကြောင့်အကူအညီတွေရသလိုထီထီပေါက်တတ်ပါတယ်ဗျာမြင်ရတော့အမျိုးမမြင်ရတော့အမျိုးရဲ့အကူအညီစောင့်ရှောက်မှုတွေလိုချင်တော့အင်္ဂါတော့အရှိတောင်တော့လဲလပိတ်လေးတစ်ခွက်ကိုပြောတစုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကံမြအမြန်ပွင့်လမ်းမီဖြစ်ပါကြလီလီစားသာတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ် စနေသားသမီးတွေကတော့ဒီချိန်မှာအောင်မြင်ဆုံးပဲပြောအမျိုးရိုးကကုညီစောင့်ချောက်မှုတွေရှိတယ်မြင်ရမမြင်ရတဲ့ကုညီစောင့်ချောက်နေတာဖြစ်ပါတယ်ဒါကြောင့်အမျိုးရိုးရဲ့ကုညီစောင့်ချောက်လို့ရင်အင်္ဂါတော့အရှိတောင်းတောင်းလဲလပိတ်လေးတစ်ကွက်ဖြောတစ်စုံလောက်တောက်တောက်ပြီးမှဆူတောင်းရင်တော့စနေသားသမီးများမိမိလိုအပ်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီကံလေးတွေစားမယ်ဆိုရင်တော့အဒီနေ့မှာခင်ဗျကျွန်တော်နိုင်ငံမှာလုပ်တဲ့အောင်မလေးထီးများအဲကံစားမယ် အဲဒါမှမဟုတ်လို့ရှိရင်တော့တခြားနိုင်ငံမှာကြီးတဲ့ကံလေးတွေစမ်းမယ်ဆိုရင်တော့ခမရအိမ်မှာ9ရူ6တူ9ရူပါတဲ့ကဏ္ဍလေးတွေအထုတရေပြုတ်ပြီးတော့ကန်စမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအ мян ပွန်းလန်းသွားမှာဖြစ်ပါလေဗျာတောက်ကြနေရတဲ့ကံကောင်းသေးတဲ့ကဏ္ဍလေးရတော့9ဖြစ်ပါလေဗျာ5 9ဖြစ်ပါလေဒါကြောင့်9လေးတွေပါတဲ့ကဏ္ဍလေးကိုရွေးချယ်ပြီးမှကန်စမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအ мян ဆုံးပွန်းလန်းပြီးဖြစ်ပါကြောင်းလီလီစားစား တင်ပြပေးလိုက်ပါရဗျာကျွန်တော်တို့အချွေးညမီမိသားစုအားနဲ့တခုခုသွားခြင်းနဲ့လာခြင်းနဲ့လှုပ်ခြင်းနဲ့ကန်ခြင်းနဲ့ဆိုရင်ချစ်မှုရရတွေဆင်ပြေတော့တောက်ကြမြောက်ရက်ကိုလဲပြီးမှဆူတောင်းပြီးသွားမယ်လာမယ်လုံးမယ်ကန်မယ်ဆိုရင်တော့အန်ဒရီရီကင်းပြီးချေးချေးရမှာအဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာတခုခုသွားတယ်လာတယ်လှုပ်တယ်ကန်တယ်ကျွန်တော်အိမ်ကျွန်တော်ရကျွန်တော်မိသားစုတင်းငင်းငင်းနဲ့အင်းရနေနေဆိုရင်တော့ဂျာတာပရိအနောက်ရက်ကိုလဲ့ လှည့်ပြီးမှလက်ထက်မှာဘာမှပဲကျွန်တော်အိမ်ကျွန်တော်ຢာကျွန်တော်မိသားစုကျင်းကျွန်တော်နေထိုင်တဲ့နေရာတွေမှာတော့တင်းငိမ်ပါသေးအင်းကြပါသေးအဲတဘာဘာပြည့်ပြည့်တဲ့ရေပြည့်လေပြည့်ငလင်ပြည့်တွေဝေးပါသေးအလူလုတ်တဲ့စမေကြီးအနေနဲ့ပတ်သက်လို့ဝေးရသေးမင်းကြီးရဲ့လောဘဒေါသတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဝေးပါသေးကြောင်းလေးလေးစားစားနဲ့တင်းငိမ်ခံရမှုဖြစ်နေတဲ့အကြောင်းတွေကိုကြာသာပြည့်နောက်ရကိုလှည့်ပြီးခொနေသားသမီးတို့တကူနဲ့ဆူတောင်းမယ်ဆိုရင်တော့ယနေ့မှဖြင့်သင်တို့မိသားစုနဲ့ပတ်သက်တဲ့တင်းငိမ်ခံရမှုများရရှိမည်ဖြစ်ပါကြောင်း လီလီစားစားပြန်ကြပြီလေပါရဗျာเนาะတနင်္လာအဲနဲ့ကြာသာပရိသတ်သမီးမိသားစုလေးရတော့ဗန်ကျွေးလေးတွေရှိတယ်တဲ့ဗန်ကျွေးလေးတွေကြည်တော့စနေတော့အနောက်တောင်တော့လက်လက်ပြီးမှကမန်နွားလို့လေးတစ်ခွက်ကိုဖြောတစ်စုံလောက်တောက်ပြီးမှဆူတော့အတင်နွားလို့လေးကျမတို့လေးဗန်ကျွေးလေးတွေရှိတယ်ဗန်ကျွေးလေးပေးရမယ်ကျွေးရဗန်လေးတွေကျမတို့ဒီကိစ္စဒီကိစ္စဒီကိစ္စတွေလေးလောက်တော့မှလောက်တဲ့အခါမှာငွေကြီးနေပတ်သက်တဲ့လိုအပ်နေတယ်ငွေကြီးတာဒီလောက်လောက် ဲ့ငွေတဲ့နဲ့နဲ့အခွင့်အလမ်းနေပေါ်အောင်ကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လှည့်လှည့်ပြီးတော့တင်းနေလာတောက်ကြမိသားစုလေးရတော့ခမရနွားလို့လေးကိုဒဇလုံးဖြောပြီးမှတောက်လိုက်ဆူတောင်းလိုက်တောက်လိုက်ဆူတောင်းလိုက်ဆိုရင်တော့ခမရရဲ့ဗန်ကျွေးများဆူတောင်းပြီးတဲ့အချိန်ရဲ့မြန်ရင်လေးရဲ့နောက်ကျရင်စနေဓမ္မမုံနှစ်လအတွင်းအစဉ်ပြေမီဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပြီးလိုက်ပါတယ်ဗျာကြာသာပရိသတ်သမီးရတော့စနေတန်းစာမွေးဖြီမယ်ဆိုတဲ့ကလေးကလေးကတော့ခမအိမ်မှာ55မှတ်နဲ့65မှတ်ကြာမှာဖြစ်တဲ့အတွက်အောင်းပါပြီဗျာလွတ်လွတ်ကျွတ်ကျွတ်အောင်းပါပြီအမကောင်းကောင်းနေလို့ရင်တော့တင်းတင်းငွေနေတောင်းအရှိမြောက်တောင်းလက်လက်ပြီးတော့ဖြစ်ပေါ်နေတဲ့စာမွေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်အာလူကျော်လေးတခုလောက်စားစားပြီးမှမိဘတွေကဆူတောင်းမယ်ဆိုရင်တော့ကလေးနဲ့ဘရင်အကြီးနဲ့ပတ်သက်တဲ့ကိစ္စများ မြန်အဆင်ပြေမှာဖြစ်ပါလေဗျာဗုဒ္ဓသာသမီလေးရတဲ့ပွဲစားတွေလုပ်တယ်အပွဲရောင်းဝယ်မတည်ဘူးဆိုတဲ့ပုံကူများလေဘဘွေလင်းလေးပုံမှာဖျောင်းနယ်လီထုံးပြီးမှဆူတောင်းပြီးတော့သွားလဲရင်လာမယ်လုံမယ်ကြိုင်မယ်ဆိုရင်တော့တင်းရဲ့ပွဲစားနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားပြန်ကြပေးလိုက်ပါရဗျာဂျာတာပရိသသမီးတို့ရွှေရည်ကြီးခြင်းနဲ့အကျွေးရည်ကြီးခြင်းနဲ့ဆိုတဲ့ပုံကူများခမငုံးကြီးလေးသုံးလုံးကိုဝဲဝဲပြီးလို့ရှိရင်အမွှေကျော်လေးကျော် ကြောပြီးမှခင်ဗျာဆူတောင်းပြီးမှတစုံလောက်စပြီးမှဆူတောင်းမယ်ဆိုရင်တော့အတင်းတို့မှာပိတ်ဆို့နေတဲ့ကံမြန် အမြန်ပွင့်လန်းသွားမှာပဲဖြစ်ပါလေဗျာဒဇွန်လောက်စားလိုက်စူတောင်းလိုက်ဒဇွန်လောက်စားလိုက်စူတောင်းလိုက်စူတောင်းပြီးမှသူများကိုကျွေးလိုက်ဆိုရင်တော့တင့်မှာပိတ်ဆူနေကျွေးများစူတောင်းပြီးတဲ့အချိန်ရဲ့21ရက်အတွင်းအမြန်ကြည်တော့မဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါလေဗျာတောက်ကြသားလေးရစားမွေးရတော့45မှတ်နဲ့95မှာကြားထဲမှာဝင်နေတယ်ပြို့အမှတ်ကတော့နည်းနည်းသေးတယ်အောင်းတော့အောင်းမှာပါဒါကြောင့်တောက်ကြသားသမီးလေးကံလေးတွေနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံလေးတွေပိတ်နေတာဖြစ်ပါတယ် ကန်လေးတွေပိတ်နေတာပြင်းတော့ဂျာသာပရိအနောက်ရက်ကိုလှဲ့အာလူလေးကိုဂိုင်းပြီးမှဆူတောင်းတော့မှအတိုင်းအာလူလေးရဲ့အကျွန်တော်စာရီနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်မိသားစုတွေနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့အတင်းအာလူလေးကအများဆုံးပညာရေးနဲ့ပတ်သက်တဲ့အဆင်ပြေအောင်ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းကလေးဓမ္မမုံမိဘအားလုံးမကြခဏဆူတောင်းမယ်ဆိုရင်ကလေးမှာဖြစ်ပေါ်တဲ့ကိစ္စတွေ အမြန်အဆင်ပြေမှာဖြစ်ပါတယ်ဗျာစတုမီလေးတွေဝေထားတဲ့လူတွေအမီလေးတွေရောင်းမယ်ပြန်ပြီးရလုပ်ငန်းလေးတွေလုပ်မယ်ဆိုရင်မြေရောက်ညင်းတဲ့ပုံကူများအင်္ဂါနေ့ပါဗျာအင်္ဂါနေ့မှာကျွန်တော်စန်းသီးလေး၈စီရှိစီလေးကိုအင်္ဂါတော့အရှိတောင်တော့ကိုင်းပြီးမှဆူတော့အတင်းစံသိရှိသီလေးရဲ့အားကျမတို့မြည်လေးကိုရောင်းမယ်ရောင်းမယ်မြည်လေးကဘယ်နှမြည်လေးကိုရောင်းမှာစတုမြည်လေးပေါ့အရောင်းမယ်စီကဘယ်စီဘေးအတွင်ရောင်းနေမှာတယ်လို့ဆူတော့ရင်တော့ရှစ်ကြိမ်တိဆူတော့လိုက်ကြမှာဗျာ ဆူတောင်းပြီးတဲ့အချိန်အစပြီးတော့ကျွန်တော်တို့ရပြလို့ရှိရင်တော့မြန်ရင်ကိုယ့်ရဲ့လောက်အတွင်းအရောက်ဝင်တဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမီဖြစ်ပါကြောင်းလီလီစားစားတင်ပြလိုက်ပါတယ်ဗျာဆုံးချုံသွားတဲ့ငွေတွေပြန်ရခြင်းနဲ့အမျိုးသားနဲ့လည်းအဆင်မပြေဘူးအဆင်မပြေဘူးဆိုတဲ့ပုံကူများမုံလုံးရီပေါ်လေးရရင်မုံလုံးရီပေါ်လေးကိုအဲ့ဖျားကိုဆယ်လုံးလောက်လှူပြီးမှဆူတောင်းခင်ဗျာဆူတောင်းရင်တော့အဆင်ပြေမယ် ဒါမှမဟုတ်ရင်ခင်ဗျားတိုက်ပင်ခံများလက်ဖက်ကလေးပုံစီလေးစားလေးဖြူမနေဘဲနဲ့ဖះကိုလူတန်းပြီးမှဆုံချွတ်သွားတဲ့ငွေကြီးပြန်ရပါသေးပိတ်ဆို့နေတော့ကိစ္စတွေအများဆုံးပွင့်လာပါသေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတာတာရာနဲ့ကြမ်းကြမ်းမှမှချမ်းသာတဲ့ရွှေတဲလဲငွေတဲလဲငွေကြီးများလုံးလိုက်ခဲလိုက်ဝင်ပါသေးကြောင်းအဲ့လက်ဖက်ကလေးကိုဖះကပ်ပြီးတော့စူတောင်းမလားမုံလုံးကြီးပေါ်လေးကိုဆယ်လုံးဖះကပ်ပြီးစူတောင်းရင်ဆုံချွတ်သွားတဲ့ငွေကြီးပြန်လဲရရှိပြီးတော့အမျိုးသားနဲ့လည်းပြန်လဲတင့်မြတ်သွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိပါတယ် တောက်ကြလေးရတော့ခင်ဗျားအမသာဗုဒ္ဓသားလေးကနားမထောင်မှု နားမထောင်မှုသားလေးကပြောစကားနားမထောင်မှုဆိုတဲ့ကလေးအမိများခင်ဗျားအိမ်မှာတမိအဲခင်ဗျားပတ်စံလေးကိုဂိုင်းတင်းလာအရှိရကိုလှည့်ပြီးတော့လာဆူတောင်းကလေးကိုဘာမှမပြောဘဲနဲ့ဆူတောင်း ်အသေးပတ်သက်လေးရဲ့သားလေးရဲ့သဘောစကားနားမထောင်ဘူးပြောစကားနားထောင်မှဖြစ်မှာအသာစားမကြည့်ဘူးစားကြည့်မှဖြစ်မှာအပြင်မထွက်နဲ့မထွက်မှဖြစ်မှာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေအောင်အသေးပတ်သက်လေးကအကူအညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတင်းနေလာအရှိအရာကိုလှည့်ပြီးမှမကြခဏပတ်သက်လေးကင်ဆူတောင်းတော့ကလေးကနားထောင်သွားမှဖြစ်ပါတယ်ဗျာအာရွှေလေးတွေရောက်ပြီးမှမြေလေးတွေဝဲမယ်အရွှေလေးလေးရောက်ပြီမှမြေလေးဝင်ညာပေါင်းထားတဲ့ရွှေလေးလေးလည်းပြန်ရခြင်းနဲ့အရွှေပေါင်းထားတဲ့ကိစ္စလေးတွေလည်းအမြန်ဆုံးရွေးခြင်းနဲ့ဆိုတဲ့တမိမြ တောက်ကြမြောက်ရကိုလက်လက်ပြီးတော့ကော်ဖီလေးတစ်ခွက်ကိုပြောတစ်စုံလောက်တောက်ပြီးမှမိမိမှာပေါင်းနာထားတဲ့ရွှေလေးများအမြန်လေးပြန်လေးရွေးရပါသေး ပိတ်ဆို့နေတဲ့ကိစ္စတွေအမြန်ဆုံးပွင့်လန်းပါစီအောင်ဆွေးတော်တော့ရွှေနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာမြင်းနဲ့ပတ်သက်တဲ့ကိစ္စတော့တနင်္ဂနွေတောင်အရှိမတောင်လက်အာလူကျော်လေးတစ်ခုလောက်စားပြီးမှဆွေးတော်အတင်အာလူကျော်လေးရဲ့ကျမမြင်းရနဲ့ပတ်သက်တဲ့ကိစ္စလေးရှိတယ်အဲ့ဒီကိစ္စလေးအစဉ်ပြေခြင်းနဲ့အစဉ်ပြေတဲ့နဲ့ခွန်လန်းနေပေါ်အောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းဆွေးတော်ရင်ဆွေးတော်ပြီးတဲ့အချိန်မြန်ရင်ကိုယ့်ရဲ့လာအပြင်ပြောရင်တလာခွဲလောက်အတွင်းအစဉ်ပြေမီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာเนาะအိမ်နေချမ်းနေရောက်မယ်တခြားနေရာမှာသွားပြီးတော့အလုပ်တွေလုပ်မယ်ဆိုတဲ့ပုံကူများအိမ်ချမ်းလေးတွေရောက်ရင်တော့ဆိုရင်တော့အဲ့အိမ်မှာစားလေးတွေပုံထားတာ၄၅ရက်ရှိပြီလို့ပြောပါတယ်เนาะအကြအိမ်လေးတွေချမ်းလေးတွေရောက်ရင်တဲ့သမီးလေးစားလေးတွေပုံစုထောင်းတဲ့အခါမှာစားလေးတွေပုံတဲ့အတွက်ဆိုတဲ့ချိန်လောက်ပုံထားရင်ကိုရတယ်သမီးစုထောင်းတာတော့ဘယ်ချိန်စုထောင်းတော့အဲ့စုထောင်းတဲ့အခါမှာစုထောင်းပြီးတဲ့ချိန်စားလေးပုံပြီးတဲ့အချိန်ရဲ့ เนาะအဲပုံပြီးတဲ့အချိန်ရဲ့ဆူတောင်းပြီးတဲ့အချိန်ရဲ့ကိုယ့်ရဲ့အတွက်လာပြင်ပြောရင်တလခွဲအတွင်းမှာတမိချန်တဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပြည်လဲသွားမှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါလေးတွေတစ်ချက်ရှိပါတယ်အဲခမရအိမ်မှာတလလောက်အတွင်းအစဉ်ပြေမှာဖြစ်တဲ့အတွက်အဲပုံပြီးတော့ဒါမကြခဏတာဆူတောင်းပြီးတော့ဆူတောင်းရင်အစဉ်ပြေမယ်ဗျာတောက်ကြသားလေးရတော့ငွေကန်နေကောင်းညင်နေငွေကန်နေကောင်းညင်နေဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့ ခမရအိမ်မှာတောက်ကြသားလေးအသေးပြန်သေးရဲ့6ရက်ကိုခုကျွတ်ကျွတ်ကလေးနဲ့ထဲထဲပြီးခမရနေတဲ့အခန်းထဲမှာချိတ်ထားလိုက်ပါဗျာမကြခဏလှုပ်လှုပ်ပြီးမယ်ဆိုရင်တော့ငွေကံများအမြန်ဆုံးကောင်းပြီဖြစ်ပါကြောင်းလီလီစားစားတင်ပြလိုက်ပါတယ်ဗျာအာငွေဒီနဲ့ပတ်သက်တဲ့စုံရှုံနေတဲ့ငွေနဲ့ပတ်သက်တဲ့ကိစ္စမှာဝန်ထွက်မများဘူးမများဘူးဆိုတဲ့ကလေးများအငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေကောင်းကျင်တော့ဘောပင်လေးကိုင်း ဓမ္မမုံမလားမာလကဘင်းကမာလကရွက်ကလေးအဲဟိုကိုင်းအခုပြီးမှကိုင်းပြီးမှတနေ့လားအရှိရကိုလဲပြီးမှဘောပင်လေးကိုင်းဆူတောင်းမလားမာလကရွက်ကလေးတစ်ရက်လောက်ကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆို့နေတဲ့ငွေကံများဆုံးချုံသွားတဲ့ငွေများအများဆုံးရရှိမိဖြစ်ပါကြောင်းလီလီစားတာတင်ပြလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိပါတယ်နော်အိမ်မှာတောက်ကြသားလေးရတော့လုတ်ကင်ကောင်းခြင်းနဲ့တဲ့လုတ်ကင်ကောင်းခြင်းနဲ့အလုပ်တွေမကောင်းမှုတဲ့အဲ့ဒီလုတ်ကင်ကောင်းခြင်းနဲ့လူတရားလုတ်ကင်ကောင်းခြင်းတော့တပြေစုစက်တညော့ ခမကျွတ်ကျွတ်ကလေးနဲ့တဲ့အချိတ်အိမ်မှာလွှဲလွှဲပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့ဤမိသားစုမှာရှိတဲ့အိုးဝင်လောက်ကိုင်းများအများဆုံးပွင့်လာပြီးအလောက်ကောင်းနေရာကောင်းအပြည့်အပြည့်အိမ်ကောင်းများအများဆုံးဝင်ရောက်မိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာဈေးအောင်ကောင်းခြင်းနဲ့ဈေးအောင်ကောင်းခြင်းနဲ့ဆိုရတော့ကစွညွန့်ငါညွန့်အငါညို့စက်ကူလေးနဲ့ပတ်ကျွကျွကလေးတဲ့ထက်မိမိရောင်းမဲ့ပစ္စည်းပေါ်မှာတင်ထားရင်တော့အမြန်ဆုံးရောင်းအောင်မိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါရဗျာတောက်ကြလည်းရတော့ကြွေးကြည့်ခြင်းနဲ့ကြွေးကြည့်ခြင်းနဲ့ဆိုတဲ့ပုံကူများခမရတောက်ကြမြောက်ရက်ကိုလဲပြီးညာပိုင်းမှာညာညာပိုင်းနေမှာတောက်ကြမြောက်ရက်ကိုလဲပြီးကျွန်တော်မှာပေးစရာအကျွေးတွေကတော့ရှိတယ်ဗျာအကျွေးတွေအပေးတွေကတော့ဘလောက်တွေရှိတယ်အဲရှိတဲ့အကျွေးတွေအများဆုံးကြည်စင်းနဲ့ကြည်စင်းနိုင်တဲ့အခွင့်အလမ်းတွေပေါအောင်ကုညီစောက်ချော့ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလဲပြီးခမရယနေ့မှာမကြာခဏမကြာခဏဆူတောင်းသွားမယ်ဆိုရင်တော့ကျွန်တော်တို့ရဆိုရင်ဆယ်လပိုင်း15ရက် အတွင်းလောက်မှာအတွင်းနဲ့ပတ်သက်တဲ့အများဆုံးခြေတန်းနဲ့အခွင့်အလမ်းတွေပေါ်ပေါက်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာမိဘစကားနားမထောင်မှုပြောဆိုမှအဆူဆူများနားမထောင်မှုအပြင်ထွက်ရင်ပြဿနာဖြစ်မှာကြောင့်မိဘပြောတယ်ကလေးကနားမထောင်မှုဆိုတဲ့ပုံကူများအနားစကားကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ချင်းအိမ်မှာကြီးသီးလေးရှိလို့ရှိရင်တော့ကြီးသီးလေးရဲ့နွယ်မှာကလေးနာမည်လေးကိုရေးထားလိုက်ပါဗျာအဲ့ဒါနားထောင်သွားပါလိမ့်မယ် ဒါမှမဟုတ်လို့ရှိရင်တော့ကလေးတွေနဲ့ပတ်သက်တဲ့စကားပြောစကားဆူသူများနားထောင်ခြင်းစကားကိုမှောက်လိုက်အိမ်မှာရှိတဲ့စကားလေးကိုမှောက်မှောက်ပြီးမှလက်ကလေးနဲ့ပြီးရစကားပြတော့စကားပြောရတဲ့လက်ကလေးနဲ့ပြီးလိုက်တော့စကားလေးကပြသွားတယ်စကားလေးပြသွားတော့စကားပြောရတဲ့အဲဒါမှလွတ်လိုက်တော့စကားကမပြဘူးစကားပြောစရာမလိုဘူးကိုရင်ကိုရမှာနေပါသေးကြောင်းဖိပြီးမှလွတ်ပြီးမှဆူတောင်းလိုက် ပြီးလိုက်တော့ပိန်းသွားမယ်လွတ်လိုက်တော့ပြန်ဖောင်းသွားပြီစကောလေးကဖောင်းသွားတဲ့အချိန်မှာစကောကဖောင်းသွားတယ်စကောမပြတော့စကားပြောစရာမလိုတော့ဒါကြောင့်ကလေးနဲ့ပတ်သက်တဲ့ကိစ္စမှာကိုရင်ကိုရာကိုမိသားစုများပြောစမြဆိုစမြနားထောင်ပြီးအစဉ်ပြပါစီကြောင့်လေးလေးနဲ့နဲ့စူတောင်းမယ်ဆိုရင်တော့မိဘစကားနားထောင်သွားမှာဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပြီးလိုက်ပါလေဗျာကျွန်တော်တို့ရှင်ညာမိမိသားသူကတော့လူရည်သက်လက်နဲ့မကွာသလိုတောက်ကြောက်လူရမ်းနေတာဖြစ်ပါတယ်မနေ့ရက်ဟင်းချက်များစက်သားဟင်းချက်ကလေးဒီအနော်အချင်းလေးနဲ့ အနာဂါမိဘတန်ကျော်လေးတွေနဲ့ကျွန်တော်တို့လှူဒန်းပါတယ်အမုံလေးတွေလည်းလှူဒန်းပါတယ်မုံလေးတွေကလေးတွေမုံလေးတွေဝေတယ်ဒီနေ့မနေ့ကတော့ဓာတ်ပေါက်ကလေးတွေကျွန်တော်တို့ကုသိုလ်လုပ်ပါတယ်ဗျာအမုံလေးတွေလည်းကုသိုလ်လုပ်တင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရှင်ညာမိမိသားသူကလည်းလူရည်သေးလက်နဲ့မကွာတော့တောက်ကြလှူဒန်းနေတာဖြစ်ပါတယ်မနေ့ကတော့အမိမဖို့လို့တဲ့အမျိုးသားတယောက်က အဲ့ဒီအခါလူဒန်းငွေတထောင်လက်ခံရရှိတဲ့အတွက်ဒီလာထဲမှာတော့တသိန်း၈တောင်းနဲ့၅တောင်းတတိအလူခံငွေရရှိပြီးဖြစ်ပါတယ်ဇက်တိုက်ဇက်တိုက်လူဒန်းနေတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ကြံတဲ့ရက်ကလေးတွေများလူဒန်းမယ်ဆိုရင်လည်းကျွန်တော်တို့ဆက်လက်ပြီးတော့ပုံမိုးပြီးတော့လူဒန်းသွားမိဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါလေဗျာဒါကြောင့်ရွှေညာမိမိသားသူအကြည့်ကြည့်ကြရတဲ့ပိဋကလူရန်းကြတဲ့ပုဂ္ဂိုလ်ကောမရေးကြတဲ့ပုဂ္ဂိုလ်ရွှေညာမိမိသားသူအားလုံးတို့သည် ကြရွှေညာမိမိသားစုကပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုကိုအပြုလုပ်ခဲ့တဲ့ဒီလအတွင်းမှာပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအရင်ရခိုင်ရခိုင်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုစုကိုလူနာမြန်မာတတ်တော်အောင်နဲ့သုံးသက်တဲ့ပုံမှာရှိသမျှပုံကိုအားလုံးအမြတ်ပေးပါတယ်အမြတ်ပေးပါတယ်ရောက်တဲ့ဘုံနာနာဓာတုခေါ်ပြီးမြင်တော်မြတ်တော်ဘဝတွေရောက်ကြည့်ခံစားပါသေးသည်လူတန်းကြတဲ့ရှိသမျှရွှေတော်ရှေးတောင်မျိုးတော်ပေါင်းနဲ့မိအောင်ပေါင်းဘောအောင်ဘောအောင်နဲ့ရွှေတော်ရှေးတောင်မျိုးတော်ပေါင်းနဲ့ဝိဒ္ဓအပေါင်းဆရာအပေါင်းတို့အားလုံးတို့ဒီကြည့်ကြည့်ရတဲ့ပိဋကရွှေ ညာမိမိသားသူရွှေညာမိမိသားသူကိုလူတန်းကြတဲ့ပုံကိုဒါမှမဟုတ်လို့ချင်းတော့ကောမရေးတဲ့ပုံကိုအားလုံးဟာအိုးရင်လောက်ကများအများဆုံးပွဲအောင်ကုညီဆောင်ချောင်းနေပါလေအင်းကြီးအင်းကောင်းမိသားသူမိကလာကောင်းအလောက်ကန်ကောင်းများရရှိအောင်ကုညီဆောင်ချောင်းနေပါသည်ငွေကြီးများထူလိုက်ပြုံလိုက် လုံလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့ပေးเสียရှိသောကိစ္စများအများဆုံးငွေကြီးများအများဆုံးပေးနိုင်ပြီးရเสียရှိသောကိစ္စများအများဆုံးရရှိအောင်ကုညီဆောင်ချောင်းနေပါသည် စိတ်ချမ်းသာကိုချမ်းသာနဲ့စက်ပစ္စည်းတွေပိုင်ဆိုင်ပါသည်ရွှေတဲလဲငွေတဲလဲနဲ့အလူဒါနာတွေပြုလုပ်နိုင်ပါသည်မိယာတွေပိုင်ဆိုင်ပါသည်ဆံမွေးတွေဖြည့်ရင်အောင်ပါသည်နော်ယာဓုတွေအများဆုံးတိုးပါသည်သွားတော်ခီးများအနေကင်းပြီးပြောတော်စကားများအောင်မြင်ကြကြအောင်ကုညီစောင့်ကြအောင်မကနော်ပြဿနာများကင်းဝေးပြီးငွေကြေးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလဲနဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့အလူငွေများစတဲ့စတဲ့ပုံမတို့တက်ပြီးလူရနိုင်တဲ့သူတို့တင်သူတို့များများဖြစ်ပါစေကြောင်း ရှင်ညာမေမိသားစုကိုသာဆရာကြီးမှာပါပြီးမှလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ